ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေရေဖေးရေတော်ရာလင်းလက်အားလုံးပဲရောက်သွားကြလေမြင်မြင်လေးလာကြလေအော်လာနေပါပြီလာနေပါပြီဘယ်ချင်းကြည့်ကြည့်နင်းလောနေတဲ့ကြော်မိုးရေငါတို့ရဲ့ယထာလွတ်နေမှာမဟုတ်တာ ဘိုင်အပြည့်ထမင်းစားခွင့်ပေးအောင်လေတကားပြေမာရက်ခါအကြာကြီးဆောင်ပြီးနောက်မှာကျော်မိုးကအိနှဲကိုဝင်လာခဲ့ပါတယ်အဲ့မှာသူ့မိသားစု တစုလုံးကတန်ပေါက်ကိုအာပါတရစားနေကြတာကိုမြင်ရပါတယ်တယောက်ရဲ့လက်ထဲမှာကြက်ပောင်ရှိနေပါတယ်နောက်တစ်ယောက်ရဲ့လက်ထဲမှာတော့ကြက်ရင်အောင်ရှိနေပါတယ်အားရဲ့ချစ်လာစွာသောမိမတော်ဒီနေ့တော်တော်တော်တာပဲတော်တော်အရသာရှိတယ်မြူတီတန်ပေါက်ကိုလှုပ်ထားတာပဲတကယ်ပါမေရဲ့အမေကအရှမ်းကိုဆက်တဲ့တန်ပေါက်လှုပ်ထားတာပဲ ။အော်တန်ပေါက်စားပြီးပဆက်နဲ့နားရရနဲ့မိခုံးငွေတွေမထွက်မချင်းတန်ပေါက်စားရရတာဘေးရမလဲ။ကျွန်တော်က15မိနစ်ကလေးကအပြင်ကနေပူထဲမှာရံပီစောင့်နေတာ။အမေတို့ကတော့တန်ပေါက်စားနေကြတယ်။ဘိုးဘက်မှာကေခိုင်နဲ့သူ့မိသားစုဝင်တွေကစားတော့ဆိုင်မှာရောက်နေတာတော်တော်ကြပြီ။အော်အကိုရဲ့မင်္ဂလာဆောင်ဖို့အတွက်အလောက်လဲလုံးမနေပါနဲ့။ဘာလို့လဲဆိုတော့မင်္ဂလာဆောင်တဲ့လူကမင်္ဂလာမဆောင်ခင်မှာပျော်နေရတယ်။မင်္ဂလာဆောင်ပြီးနောက်ပိုင်းမှာတော့ငိုရတယ်တဲ့။ ဘဝရဲ့ပျော်စရာအကောင်းဆုံးအရာလေးရတော့လေဒီဆက်တဲ့ဓာတ်ပေါက်ပဲလေအရင်ကောင်းတာပဲသူတို့တွေအလုံးဓာတ်ပေါက်စားနေတာကိုကြည့်ပြီးတော့ငါပါဇက်ထဲရအောင်တည်ရီရူလာပြီကဲစားလိုက်ပါမေးဓမီသားစုလုံးကအငတ်တွေလိုဓာတ်ပေါက်ကိုအားပါတရားစားနေကြပါတယ်ဥပမာတော့ကေခိုင်ကဥခင်မောင်နဲ့ဒေါ်ဆန်းမတို့နဲ့အတူစားတော့ဆိုင်မှာထိုင်နေပါတယ်ကေခိုင်ရင်နင်ပြောတော့သူမိသားစုဟာဆယ်နိုင်ထိုးတာနဲ့ရောက်လာမယ်ဆိုလွန်ခဲ့တဲ့တနေ့တည်းကငါတို့ဒီမှာလာပြီးထိုင်နေရတာသူ့ဖုန်းဆက်လိုက်စမ်း ဟုတ်ကဲ့ပါမေဟယ်လိုကျော်မိုးရေရှင်ပမလဲရှူဟာအမနေဆက်လိုက်တာဟာဘေဘီငါလာနေပါပြီငါမိသားစုဝင်တွေကထွက်သွားတာကြာပြီမီးပွိုင်မိနေလို့ကျော်မိုးရေနင်ပါလို့ခဏခဏရှူရှဲရှူရှဲလုံနေရလဲမသိရင်ငြိုတီးကိုက်မိတဲ့အတိုင်းပဲဟိုဟိုမဟုတ်ပါဘူး အချိန်အတန်ကြာတော့ဂျုံမို့ကသူ့မိသားစုနဲ့အတူရောက်သွားပါတယ်။အဲ့မှာမိသားစုနှစ်စုလုံးကတယောက်နဲ့တယောက်တွေ့ကြပါတယ်။အမရဲ့သမီးရဲ့ဆန္ဒလည်းဖြစ်တယ်။ပြီးတော့သူကအမရဲ့သားနဲ့လည်းပျော်ရွှင်နေတယ်။အဲ့ဒါကြောင့်ကျမတို့ကမင်္ဂလာဆောင်တွေသဘောတူခဲ့တာပါ။ဟုတ်ကဲ့ပါအမရဲ့ကျမတို့လည်းဘာကန့်ကွက်စရာမှမရှိပါဘူး။ကောင်လေးနဲ့ကောင်မလေးကသဘောတူနေမှာတော့ကျမတို့ကကြားထဲဝင်ပြီးဘာလုပ်လို့ရမလဲ။ဖခင်သခင်ကကြွနာတော်နဲ့ကျမတို့အိမ်မှာ အမရဲ့သမီးလေးကပါဒုက္ခဝေဒနာကိုမှခံစားရမှာမဟုတ်ပါဘူးရှင်။ကျမတို့ကကောင်းကောင်းစားတောက်နေတဲ့မိသားစုလေးအမတို့ရဲ့သမီးလေးကိုပျော်ရွှင်အောင်ထားပါမယ်ရှင်။ရပြီလေမကြီးမင်းကလေးပါလူတွေကဒါပဲလူကျင်တော့သူတို့သမီးကကိုယ့်ရောက်ခမရင်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေရပါစေဆိုပြီးခမရတို့ပါစားမလဲ။อืมတန်းနဲ့ဒီဟိုတယ်ရဲ့တန်ပေါက်ကရဲနမိတ်ကြီးတယ်အဲ့ဒါကိုပဲမှားလိုက်ပါကိခန့်ရဲ့ရောက်ကတိလောင်ကတန်ပေါက်စားမယ်လို့တောင်းဆိုတော့ကိုကြည့်ပြီး ။ဥခင်မောင်းနဲ့ဒေါ်စန်းမာတို့ကလည်းတယောက်နဲ့တယောက်မျက်နှာကိုကြည့်နေကြပါတယ်။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျာ။ဥခင်မောင်းကအားလုံးအတွက်မှားလိုက်ပါတယ်။ခဏနေတော့ငရုတ်သီးတံပေါက်ကစပွဲကုံပေါ်ကိုရောက်လာခဲ့ပါတယ်။အိုးတံပေါက်ရဲ့အနံ့လေးကတော့အရင်မှွှင်းနေရောပဲ။ကဲအားလုံးစားကြမယ်လေ။ရှူရှဲရှူရှဲတံပေါက်ဆိုရင်တော့ဒီလိုဆက်ပြီးအရသာရှိနေမှာပေါ့။ယောက်ကမအင်းကလူတွေကအဲ့လောက်ဆက်တဲ့တံပောက်ကိုတောင်မင်းရဲ့ရှက်ရင်နဲ့စားတောက်နေကြပါလေ ီးတော့နောက်တစ်ဖက်မှာတော့မင်းကလေးဘက်ကလူတွေကရေကိုတောက်ပြီးခက်ခက်ခဲခဲနဲ့နှစ်စုံစီကိုစားကရှူးရှဲလုပ်နေကြပါတယ်။ယောက်ျားရေသူတို့တွေကအငှက်တွေလိုရှူးရှူးလုပ်ပြီးတံပေါက်စားနေကြတယ်။အေးမိမကြီးငါဘိုက်တွေကတော့နားတော့နားလာပြီးဒီလူတွေကမဆက်ကြဘူးလားမသိဘူး။ဘလို့စားနေလဲကြည့်ကြပါဦး။သူတို့တွေကတော်တော်အဆက်ကြိုက်မဲ့ပုံပဲ။ငါကတော့ကြောက်တယ်။ကေခိုင်းငယူသည်အဆက်စားတွေရောက်ခမိုင်မှာဒုက္ခရောက်နေမလားမသိပါဘူး။ ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးလာခဲ့ပါတယ်ပြီးတော့ရန်နေငယ်အတွင်းမှာကြုံမုန်းနယ်ကေခိုင်တို့ကမင်္ဂလာဆောင်လိုက်ပါတော့တယ်ပြီးတော့ကေခိုင်ကိုရောက်ခမအိမ်မှာကြီးကျယ်ခမ်းနားစွာနဲ့ကြိုဆိုပါတယ်လာပါချွေးမအတိရေဒီအစားတောက်ကြိုက်တဲ့ရောက်ခမအိမ်ကနေနင့်ကိုကြိုဆိုပါရနော်ကြီးပါဦးကွယ်နင်ကဘလောက်တောင်ပိန်းနေလဲဆိုတာငါတို့မိသားစုထဲဝင်လာတော့နင်ကောင်းကောင်းဝါဖြိုးလာလိမ့်မယ်ရောက်မရေအမေကပါလို့ဒီလိုပြောနေလဲဆိုတော့လေညီမတို့အိမ်မှာအများဆုံးတံပေါက်ပဲလောက်တာလေ ကျမ်းပေါက်စားတာငါလည်းကြိုက်တယ်အဲ့ဒါဆိုရင်တော့ငါနဲ့နေလို့နဲ့အရှမ်းကိုတဲ့ကြမှာရောက်ခမအင်ကငယူသီးတံပေါက်စားတဲ့အလေးထားရှိတာကိုမသိတဲ့ကေခိုင်ကသဘောတူခဲ့ပါတယ်ဒါပေမဲ့နောက်နေမှာတော့သူ့ရဲ့ပျော်ရွှင်မှုတွေကဝန်းနေမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်လာပါချွေးမရေရောက်ခမအင်ကမိဖို့ကြောင့်နဲ့မှနေ့ကိုကြိုးဆိုပါနော်ကျေးဇူးပါမေအမေရေပထမဆုံးမိဖို့ကြောင့်တလေအတွက်ကျမဟင်းလျာမျိုးစားဘယ်နှမျိုးလုပ်ပေးရမလဲကျမစဉ်းစားနေတာတော့လေဘူတီနဲ့အာလိုဟင်း နှုတ်ခဲဟင်းနဲ့ဟာလဝါလှုပ်လိုက်မလို့လေချုံမင်းနဲ့စားစရာရီရဲ့နမိတ်ကူကြားပြီးတော့ဒေါမြပန်းကစိတ်ဆိုးစွာနဲ့ပြောခဲ့ပါတယ်မဟုတ်ဘူးချွေးမကြီးချုံမင်းနဲ့ဟင်းလျာရီကိုငါတို့အိမ်မှာဘယ်သူမှမကြိုက်ဘူးနင်အရန်ကောင်းပြီးဆက်တဲ့တံပေါက်ကိုချလိုက်ဟုတ်ကဲ့ပါမေဒါပေမဲ့အမေရေတံပေါက်အတွက်ဆိုချက်သားလဲလိုတယ်ချက်သားကိုမှားလိုက်ပါလားဩချွေးမကြီးဒီလိုနွေရာသီမှာချက်သားတံပေါက်စားချေဖို့ခက်လိုက်မယ်ဒီမှာငြုတ်သီးအထူးကြီးကြီးတွေရှိတယ်ကဲ နေအရာတွေနဲ့အရသာရှိတဲ့ငြုတ်သီးတံပေါက်ကောင်းကောင်းလေးမြန်မြန်လေးလှုပ်လိုက်တော့နော်။ငြုတ်သီးတံပေါက်ကိုလှုပ်လို့ပြောတော့ကေခိုင်ကအံ့အားတင်သွားခဲ့ပါလေ။ငြုတ်သီးတစ်ခုထဲနဲ့ပဲလှုပ်တဲ့တံပေါက်ဘသူကစားမလဲ။ကဲဒီနေ့တော့နင်သေးပြီပဲကေခိုင်ရေ။ကေခိုင်ကရောက်ခမကိုကြောက်ပြီးကောင်းငင်ကသဘောတူလိုက်ပါလေ။ရောက်ခမမိဖို့ကြောင့်လေးကထွက်သွားလိုက်တာနဲ့။ဟာဒီလိုလှုပ်လိုက်မယ်။စံအုပ်ရေးဆေးပြီးလှီးစရာတွေကိုလှီးထားလိုက်မယ်။ပြီးတော့ ကျော်မမီဖို့ကြောင့်လည်းဝင်လာရင်ကြက်သားမှားလိုက်မယ်။အချင်းတော်တော်ကြကြာဆောင်ပြီးနောက်ကိခိုင်းကအွန်လိုင်းကနေကြက်သားကိုမှားပြီးဓာတ်ပေါက်ကိုချက်လိုက်ပါရီ။အဲ့နောက်ရောင်မနှစ်ယောက်ဖြစ်တဲ့သောရာနဲ့လင်းလက်တို့ကမီဖို့ကြောင့်လေးကိုရောက်လာပါရီ။ရောင်မရေအမေကပြောတယ်။ဓာတ်ပေါက်ထဲမှာငြုပ်သီးအစိမ့်တောင်းအနီမုံနဲ့တူ ရှမ်းငြုပ်သီးတွေကိုလည်းကောင်းကောင်းထည့်လိုက်ပါတဲ့။ဒါပေမဲ့လင်းလက်ရေအစတည်းကရှမ်းငြုပ်သီးမုံကအရန်ဆက်တာပြီးတော့ပူတဲ့ရာသီလည်းဖြစ်နေတယ်။နင်တို့အစာကျေနိုင်မှာမဟုတ်ဘူးနော်။ ရောင်မရဲ့မြမတို့ကအဆက်ဆုံးတံပေါက်တောင်အစာချေဖြတ်နိုင်တယ်ရောင်မဆက်ဆက်လေးထည့်ပေးနော်ကေခိုင်ကဒေါသထွက်ပြီးမြုပ်တီးအဆုပ်လက်ကိုတံပေါက်ထိထည့်လိုက်ပါတယ်ငါနဲ့ပါဆိုင်လဲသူတို့တွေပဲအလောက်ဆက်တဲ့တံပေါက်စားပြီးဘိုင်းနာကြလိမ့်မယ်မနှက်ပြန်ကြရင်ကြည့်နေအိမ်သားမတန်းစီနေကြလိမ့်မယ်ချွေးတွေနဲ့ရွှေနေတဲ့ချွေးမကအလုံးကိုမြုပ်တီးတံပေါက်ခူးပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ရသာရှိတဲ့မြုပ်တီးတံပေါက်လေးရောက်လာပြီး ။ရောက်ခမအင်းကတမိသားစုလုံးကဓမ္မောက်ထဲကနေငရုတ်သီးတွေကိုရွေးပြီးစားနေကြပါတယ်။အရာကိုကြည့်ပြီးချွေးမကောင်။အိုဖျားရင်အလောက်ဆက်တဲ့ငရုတ်သီးတံပါးကိုသူတို့တွေကစားနေကြတယ်။ဒါပေမဲ့ဒီမောက်ပဆက်တွေကပူနေတယ်။အဲ့ဒီချိန်မှာကိခိုင်းကငရုတ်သီးကင်ထားတဲ့လက်နဲ့ချွေးကိုတုပ်လိုက်ပါတယ်။အာအမေအမလေးငရုတ်သီးကဆက်လိုက်တာအာဟာဟာရောင်းမရဲ့ဘာဖြစ်သွားလဲ။ ရောင်မငြူတိတံပေါကိုစားတော့မစားရသေးဘူး။အဲ့ဒါဘာလို့ခုန်နေရလဲ။ငြူတိကင်ထားတဲ့လက်နဲ့မျက်စိကိုထိသွားလို့လေ။တနောင်စီကချွေးမကရုံးကံမီမိဖို့ကြောင့်လေးသွားကရေးအေးနဲ့မျက်နှာကိုတက်လိုက်ပါရယ်။ဒီလိုနဲ့ပဲနောက်နေ့ကစတင်ခဲ့ပါရယ်။မနေ့စာလုပ်ဖို့အတွက်ချွေးမကရောက်ခမစီကိုလာမိပါရယ်။အမေရေမနေ့စာမှာအားလုံးအတွက်လက်ဖက်ရည်နဲ့ချပါတီရိုးရိုးလေးကိုလှုပ်ပေးလိုက်ရမလား။ရောင်းမရဲ့ ချိုမြင်တဲ့လက်ဖိတ်နဲ့တူတူခြားပါတီရိုးရိုးလေးကိုဘသူကစားမလဲ။ရမငရုတ်သီးတံပေါင်းဆက်ဆက်လေးသာလှုပ်ပေးလိုက်တော့မနှက်စားအတွက်လည်းငရုတ်သီးတံပေါင်းရဲ့နမိတ်ကိုကြားလိုက်တဲ့နေကိခိုင်ကစိတ်ဆိုးသွားပါတော့တယ်။တော်တားရဲ့နေ့ရက်ပိုက်ကကောင်းသေးလို့လား။ညပဲနေရငရုတ်သီးတံပေါင်းအများကြီးစားထားတာလေ။အခုတော့တခုခုပေါ့တာလေးစားလိုက်ပါလား။ချွေးမရဲ့နေ့အရန်ဝင်ပါမနေလုံးလား။မနှက်ပြန်မဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ငါတို့ကတော့တံပေါင်းဆက်ဆက်လေးကိုအားရပါးရစားတတ်တယ်။ ဟုတ်ကဲ့ပါမယ်ဒေါသနဲ့နီပူပူပြင်းပြင်းနဲ့မှကေခိုင်ကဂျမ်းမောက်ကိုစတင်ပြီးပြုလုပ်ပါရယ်ပြီးတော့ငရုသီးကိုထိနေရင်းနဲ့စိတ်တူတူနဲ့ပြောခဲ့ပါရယ်အိုဖျားရယ်ငရုသီးတံပေါက်စားတဲ့ရခမိုင်မှာလက်ထပ်ပြီးကျမကိုပောင်ကိုကိုလန်ထောင်းလိုက်တယ်လို့ထင်ရတယ်အခုတော့ဂျမ်းပေါက်စားတာကရခမိုင်ကလူတွေအတွက်နေရောညပါစားရည်အလုပ်ဖြစ်နေပါပြီပူပြင်းတဲ့နွေရာသီမှာအိုးအိုးကြီးကြီးထဲမှာငရုသီးတံပေါက်ကိုလှုပ်ရင်းနဲ့ချွေးမရဲ့ခန္ဓာကိုယ်ကခက်စီးစီးဖြစ်နေပါပြီ။ တခါတရံဆိုငရုတ်သီးကင်ထားတဲ့လက်နဲ့ကုတ်မရင်ဆက်သွားပါသေးတယ်။ပြီးတော့ရောက်ခမကငရုတ်ပွားတွေကိုလည်းချိန်ပြီးတော့ထဲခိုင်းပါတယ်။ဒီလိုနဲ့ချွေးမလက်တွေနီးရဲပြီးရောင်ရမ်းလာခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ငရုတ်သီးတွေအများကြီးကိုကြိတ်ရတာကျမရဲ့လက်ချင်တွေကိုလည်းကြိပါအောင်အခုတော့ဘာပဲဖြစ်ဖြစ်ကျမငရုတ်သီးတံပါကိုလုံးဝမလုံနိုင်တော့ဘူး။စိတ်ပြက်လက်ပြက်နဲ့ကေခိုင်းကသူ့ရောက်ခမကိုသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့တုံမြပန်းကတင်းပါတယ်လေးတန်းနဲ့ချွေးမရဲ့ နင်ကတန်ပေါက်ချက်ဖို့ညှင်းဆန်ရဲတယ်ပေါ့နင်ကတန်ပေါက်မချက်နိုင်ရင်နင်ပစ္စည်းတွေထုတ်ပေါ်ပြီးနင်မိပရင်သွားလိုက်တော့ငါတို့တွေကိုယ်အစားတော့ကိုကိုကိုကြိူးစားလိုက်မယ်ဒေါမြပန်းကကိခိုင်ကိုကြောက်အောင်လုပ်ဖို့အတွက်ဒီတိုင်းချင်းချောက်ခဲ့ပါတယ်ကိခိုင်က6ရက်ကိုဆောင်ကခန်းလေးကိုလာပြီးအထုတ်ထုတ်လိုက်ပါတယ်ငါ့ကိုစပိုမူးလို့ထင်နေကြတယ်အလောက်ပူပြင်းတဲ့နွေရာသီမှာအားလုံးအတွက်မြူပီးတန်ပေါက်ချက်ကျွေးနေရတယ်အမေကိုယ်တိုင်ပဲသွားခွင့်ပေးလိုက်တာကောင်းတယ်အခုတော့လွတ်မြောက်ပြီပေါ့ တစ်ဖက်မှာတော့ရောက်ခမအင်းကလူတွေကထမင်းစားစပွဲကုံပေါ်မှာစားဖို့အတွက်ထိုင်နေကြပါတယ်။အဲဒီချိန်မှာချွေးမကမိဘအင်းသွားဖို့အတွက်ပြင်ဆင်နေပါတယ်။ဒီနေ့ချွေးမဒံပေါက်လို့တာတော်တော်ကြရင်တော့ငါတော့ဘာအရင်စားနေပြီ။ယောက်ျားရေအခုတော့ကျမလည်းတံပေါက်အရင်စားချင်လာပြီ။မနက်ကပဲငရုတ်သီးတံပေါက်ကိုစားထားတာ။တော်တာနဲ့လင်းလက်ရေသွားကြည့်ပါအောင်ကွယ်။နင်တို့ရောက်မှတံပေါက်ပဲချက်နေလား။အိမ်တလုံးကိုပဲစောက်နေလား။အဲဒီချိန်မှာလက်ထင်းမှာခရီးဆောင်အိတ်ကိုကန်ပြီး ချွေးမကအိမ်ကန်းလေးကိုယောက်လာပါတယ်။ရောင်မရေရောင်မတနေရရောက်သွားမလို့လား။ဟုတ်တယ်ငါရဲ့ချစ်လာစွာသောရောင်မလေးရေငါငါအမေအိမ်မှာအားလည်းရဲ့အတွက်နေဖို့သွားနေတာ။ဒါပေမဲ့ချွေးမရေနေရဒီလိုဘလို့လို့သွားနိုင်တာလဲ။ငါတို့ရောဘသူကချက်ကျွေးတော့မှလဲ။အမေအမေကပဲကျမကိုခွင့်ပေးထားတာလေ။ပြီးတော့ကျမလုပ်တဲ့တန်ပေါက်စားပြီးအမေတို့အားလုံးကတခုမှတခုအဖြစ်ပြောနေကြတယ်။တခါတလေစားမကောင်းတာနဲ့တခါတလေငြုတ်သီးနေတာနဲ့ဆိုတော့ အခုအမေတို့ကိုယ်တိုင်ပဲမီးပိုကြောင်တာဝန်ယူလိုက်တော့ပြီးတော့တီငယ်သီးတံပေါက်ချိန်ချဲနဲ့ကျမညင်းငွေ့လာပြီးအခုကျမရက်ခမအိမ်မှာအချိန်နဲ့တစ်ခုပေါ်မှာပဲမူတည်ပြီးနေမယ်အမေတို့အားလုံးနေတိုင်းညုတ်သီးတံပေါက်စားတဲ့အလေးထောက်ဖြည့်ရမယ်ဒါလွေပြီးကျွန်တော်တို့စီမှာဘာရွေးချယ်စရာရှိလဲမရှိရင်အစာငယ်ခံတဲ့အတူတူတော့ကျွန်တော်တို့ရိုးရိုးဟင်းနဲ့ချာပါတီကိုပဲစားလိုက်တော့မယ်နောက်ဆုံးမှာတော့ဒရမ်မာလုပ်ပြီးကိခိုင်ကသူ့စကားကိုသဘောတူအောင်လုပ်လိုက်ပါတယ် ပြီးတော့စေအားထက်သန်စွာနဲ့မြို့သီးတံပေါက်စားတွေရောက်ခမရင်ကလူတွေကရိုးရှင်းတဲ့ဟင်းနဲ့ချပါတီကိုလည်းသဘောတူပြီးစားကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်